ဥပဒေကိုစစ်တပ်ကလက်နက်ပဲလို့သဘောထားပါတယ်ဒါကိုပြည်သူလူထုကအတိအကျမှာအဲ့ဒီလက်နက်နဲ့ပြည်သူလူထုကိုချိန်ချောက်ဖို့ဖမ်းဆီးဖို့တပ်ဖြတ်ဖို့ကိုပဲစစ်တပ်ကအာရုံစိုက်ပါတယ်အဲ့ဒါလို့အသုံးပြုလာတာတိတ်ကြလာတော့ဥပဒေဆိုတာသူတို့ကိုယ်တိုင်လိုက်နာမယ့်အရာဆိုတာတောင်မှဒရိမေလျော့တာမျိုးဖြစ်လာပါတယ်အဲ့ဒါလို့ဒရိမေလျော့ပြီးတော့ဥပဒေချိုးဖောက်တာတွေကိုလွယ်လွယ်ကူကူလောက်လာပါတယ်ဒရိရရတာနဲ့ဘယ်သူမှဂယုမဆိုင်ဘူးကွာဆိုပြီး တမင်မခန့်လေးစားလောက်တာလည်းဖြစ်ခြင်းဖြစ်နိုင်ပါတယ်။တခြားလူတွေကလည်းစစ်တပ်ကဥပဒေကိုဂယုမစိုက်ဘူးဆိုတာသိနေတော့သူတို့ဥပဒေချိုးဖောက်တာဟာမထူးဆန်းတဲ့အရာတစ်ခုလိုဖြစ်လာပြီးတော့တကူးတကထောက်ပြတာမျိုးတောင်မှလုံနေကြတော့ပါဘူး။အဲ့တော့စစ်တပ်ဆိုတာလောက်ချင်ရလောက်ခွင့်ရှိတဲ့အဖွဲ့အစည်းကြီးလိုလိုဖြစ်လာပါတယ်။အင်္ဂလိပ်စစ်ကူးရင်တချို့ရုပ်ရှင်တွေထဲမှာတချို့အမှတ်007 James Bond ကို license to kill ပေးထားတယ်လို့ဆိုရတယ် James Bond ဟာလူသက် license ရထားပါတယ်။ဗမာပြည်ကစစ်တပ်ကတော့လူသက် license ဆိုတာမျိုးကိုရိုးနေပါပြီ။ဗမာပြည်က00မင်းအောင်လိုင်ဟာ license to လုတ်ချင်ရလုတ်ရထားပါတယ်။လုတ်ချင်ရလုတ်ခွင့် license ကြီးကိုရထားတယ်လို့ဖြစ်နေပါတယ်။အဲ့ဒီ license ကြီးသူ့ကိုဘသူကပေးထားတာလဲဆိုတော့သူ့ဘာသာပေးထားတာပါ။ဥပဒေချိုးဖောက်တာအစမ်းလားလို့မေးပါလိမ့်မယ်။ငါတို့ထုတ်ထားတဲ့ဥပဒေ ငါချိုးပေါက်ခြင်းချိုးပေါက်မှာလို့တောင်းမှဆိုခြင်းဆိုပါလိမ့်မယ်အဲ့ဒါလို့ဥပဒေချိုးပေါက်တာတွေကဥပဒေချိုးပေါက်မှုအကြီးကြီးတစ်ခုကိုထောက်ပြခြင်းပါတယ်ဘယ်လောက်ကြီးသလဲဆိုရင်ဥပဒေရဆိုလို့ရှိရင်ကြက်ခံရေးပါတီကိုဖျက်သိမ်းပစ်လောက်အောင်အထိကြီးမားတဲ့ချိုးပေါက်မှုကြီးပါအဲ့ဒီချိုးပေါက်မှုကြီးကိုဘယ်သူကဘယ်လိုကျူးလွန်လိုက်လို့ကြက်ဖွက်ပါတီဖျက်သိမ်းပစ်ရလောက်အောင်ကြီးတဲ့အမှုကြီးဖြစ်သွားတာလဲဆိုတော့ကြက်ဖွက်ပါတီခေါင်းဆောင်တွေကိုယ်တိုင်ကချိုးပေါက်လို့ပါ ကျပ်ဖို့ပါတီခေါင်းဆောင်ပိုင်းနဲ့မကပါဘူးစစ်တပ်ခေါင်းဆောင်ပိုင်းကလည်းပူးတွဲပါဝင်နေပါတယ်စစ်တပ်ခေါင်းဆောင်ပိုင်းကပို့ပြီးတော့တာဝန်ရှိတယ်လို့တောင်မှပြောလို့ရပါတယ်တဘက်လို0မင်းအောင်လိုင်းကြီးကတော့တာဝန်အရှိဆုံးလို့ဆိုရပါလိမ့်မယ်တဘက်လို0ဘ ෝජ ုတ်မင်းအောင်လိုင်းဟာစစ်ထောက်လမ်းရေးချုပ်ဟောင်းဘ ෝජ ုတ်ကြီးညိုစော ကာကွယ်ရေးဝန်ကြီးဟောင်းဘ ෝජ ုတ်ကြီးမြထွန်းဦးစစ်ကောင်စီအတွေ့အမှုအောင်လင်းတွင်ရေဒတ်ဦးစီးချုပ်ဟောင်းဘ ෝජ ုတ်ကြီးတေအောင်ဆန်း ရန်ကုန်တိုင်းတိုင်းမူဟောင်းဒုတိယဘူဂျုံကြီးတပ်ပုံကပ္ပစအရာရှိချုပ်ဒုတိယဘူဂျုံကြီးကံမြင့်တန်းအနောက်တောင်ပိုင်းစစ်ဌာနချုပ်တိုင်းမူလောက်ခဲ့မှုတဲ့ဒုတိယဘူဂျုံကြီးစိုးတင်နိုင်အပါဝင်စစ်တပ်အရာရှိပေါင်းများစွာကိုတက်ကပ်နေပြီးတော့ကျက်ဖွတ်ပါတီဘက်ကိုအရွှေပြောင်းလှုပ်တာလူအများသိကြပြီးသားပါ အောက်ပိုင်းကတက်ကြွကြီးအစ်စ်နေအဲ့လိုစစ်သားတွေလည်းအများပြားပါဝင်ပါတယ် ဒီလူတွေကိုဟိုဘက်ပြောင်းတော့တက်ဖို့ဥက္ခရာဘုခင်ကြီးကိုအကြောင်းကြားရုံပဲကြားပါတယ်ဒီစစ်ဖို့ကျုပ်တွေဟာသူတို့ကိုယ်ပိုင်ဘတ်ဂျက်နဲ့သူတို့ကိုယ်ပိုင်ရုပ်ဖွဲ့နဲ့သူတို့ကိုယ်ပိုင်အစီအစဉ်တခါတိုင်းအုပ်စုံအကုံအပြီးအငယ်တဲပြီးတော့ရွှေ့လာတယ်ဆိုတာကိုချက်ဖွတ်ပါတီတပါတီလုံးကတိတယ်လို့သတင်းတွေမှာဖော်ပြလို့ပြည်သူလူထုလည်းသိပြီးကြပါပြီဒါဟာချက်ဖွတ်ပါတီကိုဖျက်ပြရမယ့်ဥပဒေချိုးဖောက်မှုကြီးပါဒီဘိုလ်ချုပ်တွေဟာ သူတို့ငွေနဲ့သူတို့အပြည့်အငိမ့်တခါတည်းတယ်လာပြီးတော့သူတို့ဘာသာရွေးကောက်ပွဲမဲဆွယ်လုပ်ငန်းတွေကို လုပ်တယ်ဆိုတော့အဲ့ဒါလောက်များတဲ့ငွေတွေကိုသူတို့ဘယ်ကရပါလဲဘယ်သူကမှလည်းမမေးကြတော့သူတို့ကလည်းခက်တီတီပါပဲအကုန်လုံးကိုလည်းသူတို့အဲ့ဒါလိုပဲအပြည့်စည်တယ်လာကြောင်းရှောက်ပြောနေကြပါပဲအခုကျွန်တော်ကမေးခွန်းထုတ်လိုက်တာကိုကြားရင်တော့သူတို့လန့်ဖြတ်ပြီးတော့မဟုတ်တဲ့ဥတီပြောဖို့စဉ်းစားခြင်းစဉ်းစားပါလိမ့်မယ် ငါတို့ကိုပိုင်ငွေတွေကနေပြီးတော့ထုတ်သုံးတာပါဆိုတာမျိုးတွေကိုသူတို့ဖြည့်ခြင်းလဲဖြည့်ပါလိမ့်မယ်ဘိုလ်ချုပ်ဆိုရဲအတန်းစားတွေမှာသူတို့အိတ်ထဲကပတ်စံကို ထုတ်သုံးနေဆိုတာထုံးစံမရှိပါဘူးတခြားကပတ်စံကို တောင်းယူတယ်ဆိုတာမျိုးပဲရှိပါတယ်သူတို့ကစိုက်တယ်ဆိုတာမရှိပါဘူးအဲ့ဒီငွေတွေလာစရာလမ်းကတလမ်းမရှိပါတယ်အဲ့ဒါကတော့စစ်တပ်ရဲ့အသုံးစိတ်ဘတ်ဂျက်ထဲကနေထုတ်ပေးတာပါပဲဒါကတိကျပေါက်ပါပဲတခြား ဘယ်ကမှလာစရာလမ်းမရှိပါဘူးလူတိုင်းသိနိုင်ပါတယ်အဲ့ဒီလောက်ရဟာဥပဒေကိုကြီးကျယ်ချိုးဖောက်တဲ့အလုပ်ရပါပဲစစ်တပ်အသုံးစိတ် budget ဆိုတာနိုင်ငံတော်ဗဏ္ဍာငွေပါပြည်သူလူထုပိုင်တဲ့ငွေပါအဲ့ဒါလို့ပြည်သူလူထုရဲ့ငွေနိုင်ငံတော်ဗဏ္ဍာငွေကိုပါတီတစ်ခုရဲ့အကျိုးစီးပွားအတွက်မသုံးရပါဘူးလုံးဝမသုံးရဘူးလို့တင်းတင်းကြပ်ကြပ်တားမြစ်ချက်ရှိပါတယ်စစ်တပ်ဘက်ကလည်းအဲ့ဒါလို့ပြည်သူငွေမရှိပါဘူးကျပ်ဖို့ပါတီဘက်ကလည်း ပေးတုံနာကိုလက်ခံယူခွင့်မရှိပါဘူးအဲ့လိုလိုပြည်သူ့ဘန္နာကိုတုံးလို့ရှိရင်အဲ့ဒီပါတီဖျက်သိမ်းပြမယ်လို့ဥပဒေအတိအကျပြဋ္ဌာန်းထားတာရှိပါတယ်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအပိုက်၁၂အပိုက်ခွဲကာကြီးခုနှစ်မှာဆိုလို့ရှိရင်ဒီလိုဆိုထားပါတယ်နိုင်ငံတော်ပိုင်ငွေကြေးမြေအိမ်အဆောက်အအုံယင်းပစ္စည်းတို့ကိုဓာတ်ရိုက်ဖြစ်စေတော်ဝိုက်ပြီးဖြစ်စေရယူတုံးဆွဲတဲ့အဖွဲ့အစည်းဆိုလို့ရှိရင်ဖျက်သိမ်းပြရမယ်လို့အတိအကျပြဋ္ဌာန်းထားပါတယ်အဲ့တော့ဥပဒေကိုချိုးဖောက်တဲ့ ကြန့်ခိုင်ရေးပါတီကိုဖျက်သိမ်းရပါမယ်တကယ်တော့ကြက်ဖွပါတီဟာစတင်တည်ထောင်ကလေးကတရားမဝင်တဲ့ပါတီပါအဲ့ဒီဥပဒေရဲ့ပုံမှခုနှစ်အပိုက်ကန့်ငယ်မှာအခုလိုရေးထားပါတယ်နိုင်ငံတော်ပိုင်ငွေကြေးအဆောက်အအုံရင်းပစ္စည်းတွေကိုဓာတ်ရိုက်ဖြစ်စေတွယ်ဝိုက်ဖြစ်စေရယူသုံးဆွဲထားတဲ့အဖွဲ့အစည်းဟာအစကတည်းကနိုင်ငံရေးပါတီအဖြစ်ရှောက်ခွင့်ကိုမရှိဘူးလို့ရေးထားပါတယ်အားလုံးသိတဲ့အတိုင်းကြက်ဖွပါတီဟာနိုင်ငံရေးနဲ့မပတ်သက်တဲ့လူငွေရေးအသင်းကြီးပါလို့ ဘူတန်းရွှေကကြီးညာပြီးတော့ဖွဲ့စည်းခဲ့တာပါလူမှုရေးအသစ်မှာလို့ပြောပြီးတော့နိုင်ငံပိုင်းငွေကြေးအမြောက်အများကိုအသုံးပြုဖွဲ့စည်းခဲ့တာပါဝန်ထမ်းတွေကျောင်းသားတွေကျောင်းဆရာတွေကိုအတင်းအဓမ္မအတင်းနဲ့ဝန်ခိုင်းခဲ့ပါတယ်ကြက်ဖို့ကိုအတင်းကနေပါတီအဖြစ်ပြောင်းတော့အဲ့ဓာရီအကုန်လုံးသူတို့နဲ့အတူတူမလာပါဘူးအခုချိန်ထိတုံးဆွဲနေတဲ့ ကြက်ဖွတ်ပါတီယုံနေဟာအရင်တုန်းကကြက်ဖွတ်အတင်းကြီးရဲ့ယုံနေအများအပြားရှိနေပါသေးတယ်အဲ့ဒီမှာကလေးကဥတွေကိုအကြီးကျယ်ချုပ်ပေါက်ထားပြီးသားပါကြက်ဖွတ်ဟာပြည်သူ့ဗဏ္ဍာငွေအများအပြားကို လွဲသုံးစားလုပ်ပြီးတော့စတင်တည်ထောင်ခဲ့တဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်အစကလေးကတရားမဝင်တဲ့ပါတီဖြစ်ပါတယ်ကျွန်တော်တို့ Think Media ရဲ့ဗီဒီယိုတွေကိုတစ်ခုလုံးကူးယူတာဖြတ်တောက်ပြင်ဆင်ပြီးတော့ပြန်တင်တာတွေမလုပ်ကြဘူး မြင့်တာရက်ခံပါတယ်အဲ့ဒါလို့ခိုးကူးပြန်တင်လောက်တာတွေဟာ မီဒီယာရဲ့ရက်တည်ရေးအတွက်ကြီးကြီးမားမားအဟံအတာအနှောက်ယှက်ဖြစ်လာနေပါတယ်ပြည်သက်များအနေနဲ့လည်းခိုးကူးပြန်တင်တာတွေကိုအားမပေးကြဘဲနဲ့မူရင်း TM Media YouTube မှာသာကြည့်ရှုအားပေးခြင်းအပြင်မီဒီယာရေရှည်ရက်တည်နိုင်ရေးကိုအားပေးကူညီကြပါလို့မြင့်တာရက်ခံပါတယ်ခင်ဗျာအဲ့ဒါကိုကြက်ခရေးပါတီဥက္ကဋ္ဌ ဥခင်ကြီးကိုယ်တိုင်အင်တာဗျူးမှာထပ်ပြီးတော့ဝန်ခံထားပါတယ်စူးစည်းခြင်းဆိုတာ ကကျွန်တော်ပါတီက1993စက်တင်ဘာလ17ရက်နေ့အသင်းဘွားတွေကစခဲ့ကြတာလေအဲ့ဒီခရီးကစပြီးတော့ဒီပါတီမှာဒီအသင်းသားတွေကအများကြီးကြံခဲ့တယ်ပါတီဖြစ်ပြောင်းဖွဲ့တော့အချို့အသင်းသားတွေကပါလာတာရှိတယ်တချို့လည်းအသက်အရွယ်ကမပါတာရှိတယ်အချို့လည်းကျမကြီးကနားတာရှိတယ်အကြောင်းမျိုးကြောင့်ကင်းကွာတာရှိတယ်အဲ့ဒီအသင်းသားဘွားတွေကကျွန်တော်တို့က25တန်းတမခွန်ခွန်တန်းလောက်ရှိတာပေါ့ဒါကြောင့်ကျွန်တော်ဥထာဖြစ်တဲ့ အချိန်မှာလွန်ခဲ့တဲ့သုံးနှစ်နေပါလောက်ကအဲ့ဒီလူတွေတတ်နေမှာကျွန်တော်လိုက်ပြီးတော့ဒိုင်းတဲ့ပြင်းနဲ့အနှံ့လိုက်တွေ့တာပေါ့ခရိုင်နေရဆလိုက်တွေ့တော့ဟိုကျွန်တော်ဟိုလူသိင်္ဂနာလောက်တွေ့ရပါတယ်အဲ့ထက်နေပြန်ပြီးတော့ကျွန်တော်တို့ပါတီနဲ့ဆက်ဆက်ပြီးဝိုင်းရံပေးဖို့အတွက်ကျွန်တော်အဖွဲ့ဖွဲ့တာအဲ့ဒီစီမံချက်ကိုကျွန်တော်တို့ကပြင်မှန်နိုင်စီမံချက်လို့ခေါ်တယ်ပေါ့နော်အခုတခါစစ်ဘုံချုပ်တွေရဲ့ရွေးကောက်ပွဲမဲဆွယ်အသုံးစရိတ်ကိုနိုင်ငံတော်ဘဏ္ဍာအလွဲသုံးစားလုပ်ပြီးတော့ပါတီအကျိုးအတွက်လုတ်ပြန်ပါတယ်အရင်ချုပ်ဖောက်မှုကိုအေးမြူပဲနဲ့နောက်ထပ်အလားတူ ချုပ်ဖောက်မှုကိုထပ်လုပ်တာပါဒါကကြက်ငေးပါတီရဲ့ရှုထောင့်ဘက်ကနေကြည့်လို့ရှိရင်မြင်ရတဲ့ဥပဒေချိုးဖောက်မှုပါစစ်တပ်ဘက်ကကြည့်တဲ့ရှုထောင့်ဆိုလို့ရှိရောဘလို့အတိတ်ပဲတက်ရောက်ပါလာတယ်စစ်တပ်ဘက်ကနေဆိုလို့ရှိရင်ဒါဟာနိုင်ငံတော်ဗန်ဒါအလွဲတုံးစားလုပ်မှုပါကျပ်ဖို့ပါတီဘက်ကိုကူးပြောင်းသွားတဲ့စစ်ဘိုလ်ချုပ်ကြီးတွေဟာဘိုလ်ချုပ်မင်းအောင်လှိုင်ရဲ့လူတွေဆိုပေမဲ့တကယ်တော့စစ်တပ်နဲ့ဘာမှမဆိုင်တော့ပါဘူ ပါတီဝင်သွားပြီဆိုကြဲကစစ်တပ်နဲ့အစိုးရနဲ့ကိရှင်းရပါမယ်ပါတီရဲ့လူလိုပဲသဘောထားရပါမယ်အဲ့ဒါလို့ပါတီရဲ့လူအတွက်စစ်တပ်ရဲ့ဘတ်ဂျက်ထက်ကငွေကိုထုတ်ပေးလိုက်တယ်ဆိုတာဟာပါတီတခုကိုစစ်တပ်ကနိုင်ငံတော်ပိုင်တဲ့ငွေနဲ့တရားမဝင်ထောက်ပံ့လိုက်တာပါပဲဒါဟာဥပဒေချုပ်ဖောက်တဲ့အလုပ်တခုဖြစ်တယ်လို့ပါတီတခုဘက်ကိုပြောင်ပြောင်တင်းတင်းဘက်လိုက်ပြလိုက်တာလည်းဖြစ်ပါတယ်တကယ်တော့ပါတီရဲ့ကိုယ်စားလှယ်လောင်းအဖြစ် စင်းပေးရပြီဆိုကြတဲ့ကအဲ့ဒီလူဟာကျက်ဖွတ်ပါတီရဲ့ပါတီဝင်ဖြစ်နေပါပြီကျက်ဖွတ်ပါတီရဲ့ပါတီဝင်ဖြစ်နေပြီဆိုလို့ရှိရင်စစ်တပ်ကနေထုတ်ရပါမယ်အစိုးရအဖွဲ့ကနေထုတ်ရပါမယ်အခုတော့ဟိုဘက်မှာကိုကျလေလောင်းစင်းပေးထားပြီးတော့ဒီဘက်မှာလည်းအလုတ်ကဆက်လုံနေတော့မယ်ရှိပါသေးတယ်ဒါဟာစစ်တပ်ကကျက်ဖွတ်ဘက်ကိုဘလိုက်ယုံတာမကတမိရဖွားဆက်ဆံရေးမျိုး ရှိနေတယ်ဆိုတာကိုလူသိရှင်ကြားဝန်ခံလိုက်တာပါပဲ ဘသူတိတိမတိတိငါလှုပ်ချင်တာလှုပ်မယ်လို့သဘောထားတာလေဖြစ်ရှင်ဖြစ်နိုင်ပါတယ်နိုင်ငံဝန်ထမ်းတွေဟာပါတီတခုခုဘက်ကိုဗက်မလိုက်ရဘူးဆိုတော့စီကံကျုပ်ရဲ့မျိုးဟာနိုင်ငံတကာမှာလည်းရှိတယ်လို့မြန်မာနိုင်ငံမှာလည်းရှိပါတယ်အဲ့ဒီစီကံကိုဘာကြောင့်တတ်မှတ်တယ်လဲဆိုတော့ဝန်ထမ်းတယောက်ကသူ့လုပ်ပိုင်ခွင့်ကိုအသုံးပြုပြီးတော့အဲ့ဒီပါတီအကျိုးစီးပွားကိုလုပ်မှဆိုလို့ပါ ပါတီအတွက်နိုင်ငံပိုင်လုပ်ပိုင်ခွင့်နိုင်ငံပိုင်အခွင့်အရေးတွေကို ထုတ်ပြမှာစိုးလို့ပါဒါမျိုးဟာနိုင်ငံတော်နဲ့ပြည်သူကိုတစ္ဆာဖောက်တဲ့အလုပ်ရမျိုးပါကျွန်တော်တို့ဗမာပြည်မှာနိုင်ငံတကာထက်တောင်မှပိုဆိုးပါတယ်ဝန်ထမ်းကပါတီတစ်ခုခုကိုဝင်မယ်ဆိုလို့ရှိရင်တောင်ပါတီနိုင်ငံရေးမကင်းရှင်းတဲ့သူတို့အသက်မခံရပါတယ်နိုင်ငံတကာမှာဆိုလို့ရှိရင်ပါတီကိုကြိုက်တဲ့ပါတီဝင်လို့ရပါတယ်တကယ်တော့ပါတီတစ်ခုခုဘက်ကိုဗမာပြည်တင်ဆုံးဝန်ထမ်းဟာလက်နက်ကင်ဝန်ထမ်းနေပါစစ်တပ်တို့ရဲတွေကပါတီတစ်ခုခုဘက်ကို ဗက်မလိုက်ရေးဟာတိုင်းပြည်တစ်ခုရဲ့တည်ငြိမ်ရေးအတွက်အရေးကြီးဆုံးအချက်ပါကျွန်တော်စီမှာတော့စစ်တပ်ကကြက်ဖွတ်ပါတီကိုသူတို့ကိုယ်တိုင်ထောင်ပြီးတော့အဲ့ဒီကြက်ဖွတ်ပါတီဘက်ကိုအများရန်ပက်လိုက်ပါတယ်စစ်တပ်ကပါတီတစ်ခုခုဘက်ကိုဗက်လိုက်ပြီးဆိုလို့ရှိရင်ဘယ်တိုင်းပြည်ဖြစ်ဖြစ်ပြက်ပါတယ်စစ်တပ်ကပါတီတစ်ခုဘက်ကိုဗက်လိုက်တာဟာအကြီးမားဆုံးသောကျင့်ဝတ်ချိုးဖောက်မှုကြီးပါစစ်တပ်ဟာကြက်ဖွတ်ပါတီအနိုင်မရလို့အာဏာသိမ်းပါတယ်ရွေးကောက်ပွဲကော်မရှင်ကိုသူ့လူတွေနဲ့အစ်စ်ဖွဲ့ပါတယ် အရင်ရွေးကောက်ပွဲမှာသူတို့ဒိုင်မလို့ရတော့လှုပ်ချင်နိုင်လှုပ်လို့မရပဲနဲ့မဲရှုံးခဲ့ပါတယ်အဲ့ရောဒီတစ်ခါရွေးကောက်ပွဲမှာသူတို့ပဲဒိုင်လူကြီးလှုပ်ပါတယ်ပြီးတော့သူတို့ထိပ်သီးစစ်ဘုံချုပ်ကြီးတွေကိုကြက်ဖွတ်ပါတီတဲကနေပြီးတော့ဝင်ပြိုင်ခိုင်းပါတယ်သဘောကတော့သူတို့ကိုယ်တိုင်ဒိုင်လူကြီးလှုပ်သူတို့စိတ်ကြိုက်ဖဲချိုးပြီးတော့သူတို့ကိုယ်တိုင်ဝင်ပြိုင်တဲ့သဘောပါပဲသူတို့ကိုအမြဲတမ်းနိုင်နေတဲ့ပါတီနဲ့ပါတီခေါင်းဆောင်တွေကိုကြတော့ ဖမ်းပြီးတော့ထောင်ထဲထက်ပါတီကိုဖျက်လိုက်ပါတယ်။ဒီတော့မေးစရာရှိတာတခုကဘိုးချုပ်မင်းအောင်လှိုင်ဟာဘိုးခင်ကြီးအတွက်အဲ့ဒါလောက်တောင်းနာမည်အပြတ်ခံပြီးတော့အလုပ်လုပ်ပေးနေတာလားဆိုရဲမေးခွန်းမှာမဟုတ်ပါဘူး။တကယ်တော့ပြောင်းမြန်ပါ။ဘိုးချုပ်မင်းအောင်လှိုင်ဟာသူ့အတွက်သူစံညွှန်းရင်းနေတာပါ။သူကိုယ်တိုင်စံညွှန်းရေးပြီးတော့သူကိုယ်တိုင်မင်းသားလုပ်မှာပါ။ဘိုးခင်ကြီးကသာဘိုးချုပ်မင်းအောင်လှိုင်အတွက်အလုပ်ပေးနေရတာပါ။ ဘုခင်ကြီးကဇက်ရန်ဇက်ဖို့ပါညိုစောတို့မြတ်ထုံးတို့အောင်လင်းတွေးတို့တွေကတော့ရေကြည်ရေအေးဆက်တာပေးရတဲ့ငေကျွန်တော်ကြီးလိုပါပဲပါရမူဇက်ထုံးရတဲ့မဲကြီးကိုဥအောင်ဆင်ရဲ့စကားနဲ့ပြောရရင်တော့ဘုခင်ကြီးဆိုတာဟာအလှလှုပ်ထားတဲ့ပြတ်ယုတ်ပါအခုဆိုလို့ရှိရင်ဘိုလ်လူအတွက်ဘောင်းမီချုပ်ဥခင်ကြီးဟာကျပ်ဖို့ပါတီအနိုင်ရရေးအတွက်မရှက်မကြောက်အပေါ့မဲဆွယ်နေရပါပြီကျွန်တော်ပါတီကိုမဲထဲ့ပါမဲထဲ့ပါ တစားစားမျက်နှာချူတွေးနေရပါတယ်ကျွန်တော်ကိုအာနာပေးပါပေးပါတစားစားမျက်နှာချူတွေးနေရပါတယ်အဲ့အရာတွေအားလုံးဟာဘိုးချုပ်မင်းအောင်လှိုင်ကောင်းစားဖို့ပါဥက္ကဋ္ဌခင်ဗျာသူ့ပါတီအနိုင်ရရင်တောင်တမရအလုပ်ရမယ့်ပုံမျိုးမရှိပါဘူးအဲ့ဒါကြောင့်လှလားလှုပ်ထားတဲ့ပြယုံလို့ပြောတာပါတမရလှုပ်ချင်တဲ့သူကသူ့အထက်ကနေမျက်စောင်းထိုးကြည့်နေပါတယ်အခုဆိုလို့ရှိရင်ဘိုးချုပ်ကြီးတွေဒုတိယဘိုးချုပ်ကြီးတွေကိုကျပ်ဖို့ပါတီတဲမှာထပ်ပြီးတော့ ထွက်လိုက်ပါပြီအဲ့ဒါလို့ထည့်ပြီးတော့အဲ့ဒီလူတွေမဲဆွဲတာစီးအောင်နာတွေကစဥခင်ကြီးကဘာမှညွှန်ကြားခွင့်မရဘဲနဲ့ဟိုလူတွေကသူတို့ဘာသာသူတို့ကြိုက်ရလုံနေကြတယ်လို့ဆိုပါတယ်သူကဥက္ခရဆိုပေမဲ့ဟိုလူတွေကသူ့အောက်ဝင်လာတာမဟုတ်ပါဘူးသူ့အထက်ကနေပြီးတော့ရောက်လာကြတာပါအဲ့ဒါကဘာကိုပြနေတယ်လဲဆိုတော့ဥခင်ကြီးဟာဥက္ခရဆိုပေမဲ့ကြက်ဖွတ်ပါတီရဲ့ကိစ္စအဝဝဝ သူ့စိတ်တိုင်းကျစီမံခန့်ခွဲမှုမရှိတဲ့ဘဝကိုရောက်နေပြီဆိုတော့အချက်ပါပဲရှင်းရှင်းပြောရရင်အများပြည်သူမသိလိုက်ပေမဲ့ Jet Foot Party ဟာတိတ်တဆိတ်အာဏာအသိမ်းခံလိုက်ရပါပြီ Jet Foot Party ကိုဘုံမင်းအောင်နိုင်ကအာဏာသိမ်းထားပြီးပါပြီဥက္ကီကိုလောက်ဝကဝန်ကြီးဖြစ်ကနှုတ်ထွက်ခိုင်းပြီးတော့ Jet Foot Party ရဲ့ဒုတိယဥက္ကဋ္ဌအဖြစ်သွားလုပ်ခိုင်းတာကဘိုးချုပ်မင်းအောင်နိုင်ရဲ့အစီအစဉ်လို့မြန်မာနောက်မီဒီယာကိုဘူလက်လာဆွေကပြောထားတာရှိပါတယ် ဥက္ကီဟာတက်ထောက်ခံဆန္ဒပြပွဲတွေကိုအဓိကစီစဉ်သူပါလို့ဥဆိုသိန်းကသူရေးတဲ့ဒီမိုကရေစီဒုတိယအစိုးရတင်တဲ့မြန်မာနိုင်ငံစာအုပ်ဒုတိယရက်မှာရေးသားထားပါတယ်။ဘူမင်းအွန်လိုင်းကသူ့လူဥက္ကီကိုပို့ထားပြီးတော့ဥတန်းထိတ်ကိုထိန်းခိုင်းထားကြတဲ့အစီအစဉ်အကုန်လုံးရှိပြီးသားဖြစ်ပေါ်ရပါတယ်။အဲဒါဆိုရင်ဂျက်ဖွတ်ပါတီကိုဘယ်ချိန်မှာစစ်တပ်ကအနာသိမ့်လိုက်တယ်လဲဆိုလို့ရှိရင်ဥတန်းထိတ်ကိုဖျောက်ချပြီးတော့ဥက္ကီဥက္ကဋ္ဌဖြစ်တဲ့အချိန်မှာစရတယ်လို့ပြောရင်ပြောနိုင်ပါလိမ့်မယ်။ အခုညိုစော online တွေမြထွန်းဦးအစရှိတဲ့ငဲကျွန်တော်တတိုက်ကို ပို့လိုက်တဲ့အချိန်မှာတော့အာနာသိန်းရဲ့ဖြစ်စဉ်ဟာလုံးဝပြည့်စုံသွားပါပြီ။ဘုံမင်း online ရေးထားတဲ့ဇန်ညွန်းကြီးဟာအခုဆိုလို့ရှိရင်ပဲတော်တော်မြင်သားနေပါပြီ။သူစစ်ကောင်စီမှာဝင်ကြီးလုပ်တဲ့လူတွေခေါင်းဆောင်လုပ်တဲ့လူတွေကိုအကုန်ကြက်ဖွင့်တယ်ကိုပို့ထားပြီးပါပြီ။ကြက်ဖွင့်ပါတီအနိုင်ရအောင်လို့သူ့ရဲ့အဓိကခလုတ်ကတိကြီးဖြစ်တဲ့ NLD ပါတီကိုလည်းလမ်းရှင်းထားပြီးပါပြီ။ကြက်ဖွင့်ပါတီအနိုင်ရတဲ့အခါမှာ လွတ်တော်အတွက်စစ်သားကိုယ်စားလှယ်သုံးပုံတစ်ပုံဆိုတာကိုလည်းဘိုးမင်းအွန်လိုင်းကပဲရွေးချယ်ဆွေးနွေးပေးမှာပါပြီးတော့တူတူပြောရလို့ရှိရင်သူပဲသမရာကြီးလုပ်မှာပါပြီးတော့ဂျက်ဖွပါတီထဲမှာ သူထည့်ထားတဲ့သူတွေကိုပဲဝင်းကြီးတွေပြန်လောက်ခိုင်းမှာပါဒီတော့ရွေးကောက်ပွဲအပြီးပေါ်လာမဲ့အစိုးရဟာစစ်ကောင်စီတွေကလူတွေအတိုင်းပဲပြန်ဖြစ်လာမှာပါရွေးကောက်ပွဲအပြီးပေါ်လာမဲ့အစိုးရဆိုတာဟာစစ်ကောင်စီကိုနာမည်ပြောင်းထားတဲ့အစိုးရပဲဖြစ်လာမှာပါ စစ်ကောင်စီကိုနာမည်လေးပြောင်းဖို့အတွက်ဒီလောက်ငွေကုန်ကြေးကျခံပြီးရွေးကောက်ပွဲကြီးလုပ်နေတာပါဒီလောက်လူတွေအများကြီးတက်ပြီးတော့ဘုံကျဲနေတာကလည်းအဲ့ဒီအတွက်ပါပဲအဲ့ဒါလို့လုပ်ပြီးရင်သူလိုချင်တဲ့တရားဝင်မှု legitimacy ဆိုတာကိုရလိမ့်မယ်လို့သူအမျှော်လင့်ကြီးမျှော်လင့်ထားပါတယ်ဒါပေမဲ့သူ့လုပ်ရက်တွေကအစိုးရင်ကြီးပြီးတော့အလွန်အကျွံနေဖြစ်နေပါတယ်တိတ်ပြီးတော့လဲတိတာလွန်းနေပါတယ် အဲ့ဒါလိုနာမည်ပြောင်းဒစိမ့်စ်ကတ်ထားတဲ့အစိုးရဆိုတာကိုဘယ်သူမှလက်ခံမှာမဟုတ်ပါဘူး။ဘုံမင်းအောင်လှိုင်ရဲ့အစီအစဉ်တွေအကုန်လုံးဖြစ်လာနိုင်ပါလေ။ဒါပေမဲ့အဲ့ဒါလိုဖြစ်လာရင်တောင်သူ့ရည်မှန်းချက်တွေကတော့တခုမှမအောင်မြင်မဲ့အကုန်လုံးတဲတဲ့ရေးသွန်းဖြစ်ရပါလိမ့်မယ်။ရွက်ကောက်ပွဲအပြီးပေါ်လာမဲ့အစိုးရအသစ်ဆိုတာဟာပလင်းပြောင်းပြီးဒစိမ့်အသစ်ကတ်ထားတဲ့ငံပြားရည်ပလင်းမဲ့ဖြစ်ပါလိမ့်မယ်။ဘာဒစိမ့်ကတ်ကငံပြားရည်အနှံ့ကတော့ပြောက်မှာမဟုတ်ပါဘူး။ ဥခိယီကတော့လွတ်တော်ဥက္ကဋ္ဌလောက်ဖြစ်ချင်းဖြစ်ပါလိမ့်မယ်။ကံကောင်းရင်ဒုသမရလောက်အထိအမြင့်ဆုံးညွန်မန်းနိုင်မယ်ထင်ပါလေ။ဥခိယီကိုသမရပေးပြီးတော့ဘုံမေအောင်နိုင်ကနိုင်ငံတော်အုပ်ဆောင်လို့ဘာလို့ဆိုတာမျိုးကိုလှုပ်ချင်လှုပ်လိမ့်မယ်လို့ခံမှန်းတဲ့သူတွေလည်းရှိပါတယ်။အဲ့တလောက်တော့မကြောက်တော့ဘူးလို့ထင်ပါတယ်။ဒေါအောင်ဆန်းစုကြည်နိုင်ငံတော်အတိုင်ပင်ခံလုပ်တယ်ဆိုတာကဖြည့်စည်နောက်ရက်သူတွေများလွန်းတဲ့အတွက်သမရလောက်ခွင့်မရလို့လှုပ်ယူရတာပါ။ ီတော့2025ရွေးကောက်ပွဲရဲ့အထုပ်ပတ်တွေကိုအကျဉ်းချုပ်ရေးရမယ်ဆိုရင်ဥပဒေကိုသူချိုးဖောက်ခြင်းတို့ချိုးဖောက်ပြီးတော့စံကျွန်းကိုသူကြိုက်တယ်လို့ရေးထားတဲ့ဘုံမင်းအောင်လိုင်းမင်းသားကြီးလုပ်မဲ့ဇလတ်ပါပဲအဲ့ဒါကြောင့်လည်းရွေးကောက်ပွဲရလက်ဟာတက်မတော်ကြိုက်တဲ့ရလက်မျိုးဖြစ်ဖို့အရေးကြီးတယ်လို့ကိုကိုကြီးကပြောတာထင်ပါတယ်ဘုံမင်းအောင်လိုင်းဆိုတာကမင်းသားကြီးမလုပ်ရရင်ပတ်မကြီးထိုးဖောက်မဲ့လူစားမှန်းသိလို့ ကြောက်စိတ်နဲ့အဲ့ဒါလိုပြောတာဖြစ်ပါလိမ့်မယ်